တမိုင်းကိုပါဠိဘာသာမှာစဉ်သက်ခြင်းမဟုတ်ဘူးယူဆတဲ့ပါဠိပညာရှင်တွေကသမုတ်တီသမုတ်တီကိုအဓိပ္ပာယ်မဖော်ဘူးတဲ့အဲ့ဒါမကြိုက်တဲ့သူတွေရှိတယ်အဲ့ဒါဆိုတော့ပြောလို့ပြောကြာမြင်ဘူးကြားဘူးတဲ့ဟာတယ်မကဘူးမမြင်ဘူးမကြားဘူးတဲ့ဟာတယ်ရှင်ပြတော့ဖះမြင်ဘူးလိုက်လားညတော့ပြောင်းဘူးဒါတော့မယုံဘူးလားယုံတယ်တော့အဲ့တော့ဘာကြောင့်ယုံတာတော့ဗျာ သူပြောကြတဲ့အဆုံးအမတွေကိုကြည့်ပြောအခိုင်လုံးတဲ့တော်တော်ဆိုရင်များတို့ကတခြားဘာသာတွေလည်းသူတို့ဟာကိုခိုင်အောင်ပြောနိုင်တယ်။နော်တပည့်တော်တို့ဘုန်းကြီးတွေတဲ့တော့အပြောကောင်းနေတယ်တချို့ဘာသာကျမ်းတွေဆိုရင်များတို့တွေ့ဦးမှာပါ။ဒါပေမဲ့အပြောကောင်းနေခိုင်လုံးနေလို့ပြောလို့မရဘူး။ဟုတ်လားအထောက်အထားတွေအကျင့်သိက္ခာပိုင်းတွေဘလောက်ထိလက်တွေ့ကြလဲ။အဲ့ဒါကိုကြည့်ရအဲ့ဒါကြောင့်တမိုင်းဆိုတာကဒါပဲဗျ။ ဆိုတော့ဘလောက်ခိုင်ပါလဲဘလောက်လက်တွေ့ကြလဲလောကအတွက်ဘလောက်အသုံးတည့်လဲဆိုတဲ့ဟာတွေကိုစမ်းစစ်နိုင်ဖို့ဝေဖန်ပိုင်းခြားနိုင်ဖို့တတိယသမိုင်းကိုလေ့လာမဟုတ်ရင်တပြည့်တို့ကအန်တီဘူတော့အရန်လောကအကန်းယုံပဲဗျာနော်အဲဒါကြောင့်ဗုဒ္ဓဘာသာမှသဘာကျန်တဲ့ဘာသာတွေ religions religion ဆိုတာဘာ god ကိုကိုးကွယ်တာဖျားကိုကိုးကွယ်တာဖန်ဆင်းရှင်ကိုကိုးကွယ်ဗုဒ္ဓဘာသာကို religions လို့ရေးလို့မရဒါပေမဲ့တပြည့်တို့ဒီတိုင်းပဲရေးကြရေးစရာအင်္ဂလိပ်စကားလုံးမရှိလို့ ဆိုဗုဒ္ဓဘာသာရဲ့ဝါဒဝိပိဇာပဲဗျာအလုံးတိကြပါလားဗျာနော်ဘာဝါဒလဲဗျာဝိပိဇာဆိုတာဘာလဲဝေဖန်ပိုင်းခြားမယ်ခိုင်စဉ်းစားပြီးတော့နော်ဝေဖန်အဲ့ဒါဆိုတော့ဝေဖန်ပိုင်းခြားဆိုတော့တွေးုံနေရလားအတက်ကပါတက်ကဝါသရာရှင်းပြလို့အတက်ကဝါဆိုတော့တွေးုံနေမရတွေးပြီးပြောနေမရဘာလို့ဖို့လို့လဲလက်တွေ့ပါဖို့လို့တယ်အဲ့ဒါဆိုတော့လက်တွေ့မှာဘယ်လောက်ခိုင်ပါလဲဒါပဲအဲ့ဒါကိုရိုးရိုးကြည့်ပြီးတော့ဒီဟာတွေကိုယုံရတာပါဗျနော် အဲ့ဒါပြောလို့သမိုင်းနေရဲ့အနှစ်သာရကိုပြောနေတာပါဗျာဆိုတော့သမိုင်းဟူသည်ဖတ်ပါအောင်ပြတာလေသမိုင်းဟူသည်တိမတ်ဖို့ရာ စာပေကဗျာဖြစ်၍မတိမဖြစ်တိကိုတိရမီမှတ်ကိုမှတ်ရမယ်အကြောင်းများဖြစ်တယ်ဒီတော့အရေးကြီးတဲ့ keywords တွေကိုရှင်များတို့မထုတ်တတ်ပဲနေမှာဆိုလို့ပြောဒီခါလေး line တပေးတာနော်ပါလေမတိမဖြစ်တိကိုတိရမည်မှတ်ကိုမှတ်ရမည်ခုနလေရှင်ပြားတို့တပြည့်တော့တခုမှတ်ခိုင်းခဲ့တယ် ။သမိုင်းနဲ့ပတ်သက်ပြီးဘာလို့ပြောလဲ။အပြာအောင်စာတန်းလေးလေရှေ့တစ်ပိုင်းမှာပါလေ။သမိုင်းဆိုရင်သိရမည်၊သိအောင်ပြုရမည်။အခုဒီဟာနဲ့အတိပဲတွေ့တယ်။ခုနစစ်စေးချင်းခွဲစားချက်ရရင်တွေ့ရသမိုင်းရဲ့လုပ်ငန်းကိုပြောတာ။လုပ်ငန်းကိုပြောတာနော်။သမိုင်းဆိုတာဘာလို့လုပ်ရမလဲ။စစ်စေးရမယ်ခွဲချမ်းစိတ်ပြ။ဒါကိုပြောတာပါနော်။အဲ့တော့အခုဒီမှာဒီလိုတော့ ဖယားဘုံတော်တွေဆွဲတဲ့အခါတော့တပည့်တော်တို့စတုံးထည့်မတားတခြားနဲ့မတူဘူးတပည့်တော် ရောင်ရောင်လေးပဲကေတုမှလည်းရောင်လင်းတော်ကိုထည့်ထားတယ်နော်ရောင်ကြီးတော်ရောင်ကြီးတော်ဖွင့်လာတဲ့ရောင်ကြီးတော်ကိုအယောင်တွေကတပည့်တော်သေချာယူထားတယ်အဲ့တော့တော်တော်များများစတုံးပဲဒီလိုထင်ကြရတယ်ဗျာနော်ဖယားကလည်းကတုံးပဲမို့လားဗျာကတုံးပဲလေဗျာနော်အဲ့တော့ဥကောင်းတော်ဘုရားကေတုမှလည်းရောင်လင်းတော်ဆန်တော်ကနေပြီးတော့ အနက်ရောင်ရောင်ကြီးတော့အမြဲတမ်းလှွတ်နေလို့အဲ့ဒါကိုနောက်လူတွေကမဆွဲတတ်တော့ပါနဲ့စရုံးလုတ်ပြလိုက်တာဟုတ်လားတပည့်တော်ဖယားဖယားသမိုင်းနေကြတော့ဒီတော့ပြီးရင်ယုတ်ထုသမိုင်းနေကြတော့လာလိုက်မှာပြနော်ဘယ်လိုဆင်းသက်လာလဲဆိုတဲ့အထောက်အထားလေးအခုခုနကရှင်ပြတို့ပြောမတိမဖြစ်တိကိုတိရမည်မှတ်ကိုမှတ်မယ်အကြောင်းအရာသမိုင်းဆိုတာအဲနောက်ဆက်ဖတ်ပါအောင်ပြဖယားသမိုင်းဖယားသမိုင်းကျောင်းသမိုင်း မြို့သမိုင်းရွာသမိုင်းလူသမိုင်းအဖွဲ့အစည်းသမိုင်းအသင်းပေးသမိုင်းစာပေသမိုင်းစသည်အဆောက်အုံမြို့ရွာအရာဝတ္ထုအလုံးဤဒီမဲ့ဖွဲ့ရာ ရှေးစီတဲ့များပင်ဖြစ်သည်ထေရှားလာပေသည်ထို့ကြောင့် မြန်မာသာဗေဒအရေးကြီးတော့အပိုင်းတစ်ပိုင်းဖြစ်ပါဝလာပေသည်မြန်မာသာဗေဒတွင်မှသမိုင်းဟူတီကိုနှုတ်လျင် လက်ကြံနေကြများသာကျွမ်းကြံလဲမြူယူဆသည် သမိုင်းကိုမြန်မာသာဗေမှာအစီညှိ၍အနှစ်ကိုထုတ်ရွေးကောက်ရသည် ဖြစ်ရာစာပေနှင့်သမိုင်းသည်မကင်းရမကင်းရောက်မည်ဖြစ်သည်စာပေဆိုတာသမိုင်းပဲဗျသမိုင်းဆိုတာလည်းစာပေပဲဗျဟုတ်လားဗျနော်အဲ့ဒါတပြီးတော့မိကုန်းတစ်ခုရှင်ပြတော့မေးကြည့်ကြပါလေအဲ နောင်တော်ညီတော်များလည်းဘဝသူတာမနေပါဘူးဗျာနော်ပြီးတော့မေးကြည့်ကြပါဆိုတော့မြန်မာစာပေပေါ့ဗျာနော်မြန်မာစာပေအခုလက်ရှိမြန်မာစာပေပေါ့နော်မြန်မာစာပေကိုဘယ်ခေတ်ကတီထွင်ခဲ့တယ်လို့မှတ်ဖို့လေဗျာဟဲ့ဗကန်ခေတ်ရှင်ရဟန်းကစလာဗကန်ခေတ်ရှင်ရဟန်းစလာဘယ်ဘယ်လို့မှတ်ဖို့လို့လေဗျာဟဲ့ ရေးထားတာဖတ်ဖို့လားအော်မမရေးထားတာဖတ်ဖို့လည်းမစိုးဘူးနော်အကောင်းပါကြီးဗျာကန်ကျန်တဲ့ရှင်ပြများရောမြမသာရွေကိုဘယ်ချိန်လောက်ကသာတည်ထွင်ခဲ့လဲဘယ်ကခဲ့မတိုင်ခင်အဘလို့အထောက်ထားကြားဘူးလို့လဲအော်ဒါမှရေဓမာဟိတုပ္ပဘောကတော့မြမသာမဟုတ်ဘူးဗျာပါဠိသာပဲရှိတယ်နော်အော်အဲ့ရန်နေဆင်းသက်လာတယ်နော် အော်ရှင်မြတ်ဘုဒ္ဓတာရှိတယ်ကောင်းတယ်ဗျာနော်နောက်ထပ်အရှင်မြတ်များဘယ်ခေတ်လောက်ကလို့ကြားဘူးလဲအစစင်းသားခါတိုင်းတော့မစင်းသားအောင်ဝိရှင်မြတ်တို့ပြောတာလိုက်တာထောင်ပြီးတော့လိုက်လို့ရမယ်ဒီပြီးတော့ဘာသာရက်ကတော့စင်းသားပဲတမိုင်းဆိုတာကိုစင်းသားရတယ်ဘာသာရက်ဖြစ်နော်ဒီပြီးတော့ဒီတိုင်းမသိရင်ရှင်မြတ်တို့စာချသွားတယ်လို့ပြောသွားရရတယ်အချိန်မြန်မြန်ပြီးတယ်ဒါမှမဟုတ်ရှင်မြတ်တို့ဘာအကြံပေါ့တတွေးကြည့်ပါလိုက်တွေးလိုက်မှသူမြင်တာပဲစတမိုင်းအခုမြန်မာသားနဲ့ပြန်ချိန်